အရခပြည်သူတော်လိုင်းအစိုးရရဲ့ဌာနဆိုင်ရာနေရာတွေအတွက်လစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒုတိယဦးစီးအရာရှိရွာသူတွေကိုရှောက်လွာခေါ်ယူနေတယ်လို့သိရပါဗျ။အာရခပြည်သူတော်လိုင်းရေးအစိုးရရဲ့ဗဟိုအုပ်ချုပ်ရေးဌာနစိုက်ပျိုးရေးနဲ့မွေးမြူရေးဌာနဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီဗဟိုမြေစင်ရေးဦးစီးဌာနနဲ့ငါးလုပ်ငန်းနဲ့ရေးသရံဇာတ်များစီမံခန့်ခွဲရေးဌာနတွေမှာခေါ်ယူနေတာပါ လစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒုတိယဦးစီးအရာရှိရာသူနေရာတွေအတွက်ခန့်အပ်နိုင်ဖို့အာရခပြည်သူဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်ကပြီးခဲ့တဲ့အောက်တိုဘာလ25ရက်ရက်စွဲနဲ့ခေါ်ယူနေတာပါအရခပီရူတော်လိုင်းရဲ့အဆိုရရဲ့ဌာနတွင်ဝန်ထမ်းတွေနဲ့ပြင်ပကအရေးအချင်းရှိပြီးစိတ်ပါဝင်စားတဲ့ပုံကိုယ်တွေရှောက်ထားနိုင်တယ်လို့လည်းဖော်ပြထားပါဗျ။ နီးစက်ရအုပ်ချုပ်ရေးရုံးတွေမှာဆက်သွယ်စုံစမ်းပြီးတော့နိုဝင်ဘာ22ရက်နေ့အထိနောက်ဆုံးထားလျှောက်ထားရမယ်လို့ဖော်ပြချက်မှာပါရှိပါတယ်။လျှောက်ထားမဲ့သူဟာအသက်25နှစ်ကနေ45နှစ်ကြားရှိရမှာဖြစ်ပြီးသက်ဆိုင်ရာနယ်ပယ်မှာအတွေ့အကြုံ၄နှစ်ရှိသူဖြစ်ရမယ်လို့ဆိုထားပါတယ်။လျှောက်လာတဲ့အတူတက္ကသိုလ်အောင်မြင်ပြီးလက်မှတ်ဘွဲလက်မှတ်မိတ်တူနိုင်ငံသားစီစစ်ရေးကပ်ပြားမိတ်တူ ဌာနတွင်ဝန်ထမ်းတွေအတွက်တက်ဆိုင်ရာယုံဌာနရဲ့ထောက်ခံစာခွင့်ပြုစာတွေပါရှိရမယ်လို့ဆိုပါတယ်ရှင်။